တရုတ်နိုင်ငံမှာစတားဘက်လက်ဘက်ရည်ဘာလို့ရောင်းမကောင်းတာလဲဆိုတော့သူတို့မှာစတားဘက်ထက်အစတရာသားတဲ့နိုလက်ဘက်ရည်ရှိနေလို့ပါပဲ။ဆိုင်မဖွင့်ခင်တတိဟာနိုလက်ဘက်ရည်အတွက်ပါဝင်ပစ္စည်းတွေကိုပြင်ဆင်ရပါတယ်။ပထမဦးစွာဂျုံနဲ့တကြားညိုကိုရောပြီးနေပါတယ်။ဂျုံသားနူးငယ်ပြော့ပြောင်းလာတဲ့အထီးထက်ကထက်ကနေပါတယ်။နေပြီးသားဂျုံကိုထောက်မှန်စတုကန်ပုံပိုင်းတွေဖြစ်ပါတယ်။ ထို့နောက်ဂျုံကိုပုံသွင်းဆက်သေးတဲ့ကအလုံးလေးတွေပြုတ်လောက်ပါတယ်။ပလဲလုံးလေးတွေနဲ့တူတဲ့ဂျုံလုံးလေးတွေထွက်ကြလာပါတယ်။ဒါကြောင့်ဒီချိုရီကိုပလဲနို့လက်ပက်ရီလို့ခေါ်ပါတယ်။ဒီဂျုံပလဲလုံးလေးတွေကိုတကြားမျိုးအရင်နဲ့ရောနေပါတယ်။ဂျုံလုံးလေးကိုတကြားရဲ့အချိုတက်ပြော်ဝင်သွားစေပါတယ်။အစင်းတင်းဖြစ်ရင်တော့ဂျုံပလဲလုံးလေးအချိုရီတွေကိုခွက်ထဲထည့်ပါတယ်။စားသုံးသူအကြိုက်ရေခဲအရေသွေးမြင့်နွားနို့နဲ့မရှိတို့ကိုပေါင်းထည့်ပါတယ်။ဒီလိုထည့်ခြင်းအပြင်ရတာပူကောင်းစေပြီးဟာရတက်ပြေဝစေပါတယ် ်ထိုးနောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ကြားညိုမှုန့်ထဲကအပေါ်ကမီးအပူနဲ့မှုတ်ပေးပါရယ်အဲ့ဒီအခါမွေးပြက်နဲ့ရနံ့ထွက်လာပြီးခန်းထားသွားစေဖို့သူ့အပေါ်ကရွှေပြားအုပ်ကလက်ဆက်တဲ့နှင်းစီပန်းတင်ပေးပါရယ်အကောင်းဆုံးအချက်ကတော့ဈေးလဲတက်တာပါရယ်